ကဲအားလုံးပဲမင်္ဂလာပါဗျာနော်ကိုစိတ်နှဖျားကျမ်းမှချမ်းသာကြပါစေဒီဗီဒီယိုလေးဘာလို့လုပ်လဲဆိုတော့အင်မတန်မှအဲဝမ်းလဲဝမ်းသာမိတယ်နော်အဲကြည်လဲကြည်နဲ့မိတယ်ဘာဖြစ်လို့ဝမ်းသာလဲဘာဖြစ်လို့ကြည်နဲ့လဲဆိုတော့ဘုံဘုံဒီဥရောပစရောက်ကလေးကနော်တခြားတဏ္ဍာရီကိစ္စတွေတော့မပြောတော့ပါဘူး ီစာပေသင်ကြားပေးတဲ့ကုသိုလ်စာသင်ပေသင်ကြားပေးတဲ့လုပ်ငန်းဒါအများကြီးလုပ်ဖြစ်ခဲ့တယ်เนาะစာသင်ရတာเนาะဟိုစာစာချင်းဆိုရင်တော့ပြောစရာမကောင်းပါဘူးเนาะဘယ်သူမှအဲရေရှည်သင်ပေးနိုင်ဖို့ဆိုတာတော်တော်ခက်ပါတယ်เนาะတော်တော်ခက်တယ်ဘာဖြစ်လို့လဲဆိုစာမသင်ခင်ပြင်ရတာလေးရှိတဲ့အချိန်နေပေးရတယ်เนาะစာအုပ်တွေဖတ်ရတယ်เนาะ အဲတနည်းပြောရင် ပင်မန်းတယ်အထူးသဖြင့်ကွန်ပျူတာနဲ့လုပ်ရတဲ့အခါမှာနော်မျက်လုံးတွေထိခိုက်တယ်ခေါင်းတွေထိခိုက်တယ်နော်အေးစစ်စစ်မနေရဘူးအာသင်တန်းရှိတယ်ဆိုပြင်ရပြီပြင်ရပြီတခါတည်းရင်တနာကြီးစာသင်ဖို့အတွက်ကဘုံဘုံတို့ပြင်ရတာကအဲနိုင်အများစွာပြင်ရအဲအเจ้าရပါမှာမူတည်ပြီးတော့ပေါ့အရှုလွယ်လွယ်ကူကူဟာလေးတွေဆိုတော့ရှင်လည်းပဲအဲလွယ်လွယ်ကူကူပြီးသွားရတယ်ပြင်နိုင်တာလေးလေးရှိတယ်လို့ တချို့ဟာကျတော့လေအဲပြင်ရတာတော်တော်အချိန်ပေးရပါတယ်အဲအထူးသဖြင့်တော့မြန်မာတွေအတွက် ပြင်ရတဲ့အရာကမြန်မာကိုဘာသာစကားနဲ့မြန်မာလူဖြစ်တဲ့အတွက်ကြောင့်သိပြီးတော့မခက်ဘူးဘုံဘုံတို့ဒီတက္ကသိုလ်မှာသင်ရတဲ့သင်တန်းတွေဒီတက္ကသိုလ်ကျောင်းသားကျောင်းသူတွေသင်ရတဲ့သင်ရတဲ့အခါမှာသူတို့အတွက်ပြင်ဆင်ရတဲ့အရာတွေကအင်္ဂလိပ်လိုပြင်ရတာလည်းတကြောင်နော်အဲတချို့ အဲခေါင်းစားရတယ်ပေါ့နော်တချို့ဟာတွေတိတိကျကျပြင်ရတာဟုတ်နောက်တစ်ခုကအင်္ဂလိပ်လိုပြင်ခဲ့တယ်ပြင်ခဲ့ရတဲ့ဟာဒီမှာအဘိဓမ္မာအဘိဓမ္မာဆိုမြန်မာလိုတောင်လွယ်တာမဟုတ်ဘူးနော်မြန်မာလိုတောင်လွယ်တယ်မလွယ်တဲ့ဘာသာစကားကိုအင်္ဂလိပ်လိုပြင်ရတဲ့အခါမှာအတော်လေးခက်တယ်ပေါ့နော်တော်လေးခက်တယ်နောက်ဝိသုဒ္ဓိမတ်ဝိသုဒ္ဓိမတ်ဆိုတာလည်းပဲအထက်မှာလေးနက်တဲ့အကြောင်းအရာတွေပါတာဟုတ်နော်ပါတဲ့အခါကျတော့အဲ ော်တော်လေးအချိန်ပေးရတယ်เนาะချိန်ပေးရတယ်ဆိုတော့ငါဒါတွေလုပ်ခဲ့တယ်ဆိုပြီးတော့เนาะကြွားဖို့ဝါဖို့မဟုတ်ပါဘူးเนาะအဲဒီနေ့အဲ့ပြင်ဆင်တဲ့အရာတွေမှာအပြည့်တမှာတင်းကျူကိုပိုင်းကเนาะကမ္မထမိုင်းပြီးသွားလို့အမှတ်တရအနေနဲ့ဒါဒီဗီဒီယိုလေးကိုအဲလောက်တာပေါ့เนาะအဲ့တော့ဒီနေ့ပဲပြီးသွားတယ်နော်ဒီနေ့ပဲကမ္မထမိုင်းအင်္ဂလိပ်လိုရေးတာပြီးသွားတယ်မြန်မာလိုကတော့ပြီးသွားပြီပေါ့လေ နော်မြန်မာလိုကတော့ပြီးတာကြာပြီပေါ့ဒါပေမဲ့ပြန်ပြီးတော့ပြင်စရာတွေတို့ဘာတွေဒါတွေတော့ရှိတာပေါ့လေနော်အဲ့တော့ပြင်ရတဲ့ PowerPoint slide လေးတွေကိုအဲတချို့လည်းမသိဘူးလေနော်မသိကြတဲ့အခါကျတော့အဲဘုဒ္ဓအနေနဲ့အဲပြအောင်မှာပဲအမှတ်တရလေးဆိုပြီးတော့လေနော်ပထမဆုံးအဲအဘိဓမ္မာသင်တယ်ပေါ့နော်အဘိဓမ္မာသင်တယ်ဓမ္မပဒသင်တယ်တက္ကသိုလ်ကျောင်းသားကျောင်းသူတွေသင်တယ်အကုန်လုံးကပြင်ရတဲ့ဟာလေးကြည့်ဓမ္မပဒလွယ်လို့ရှင့် ဓမ္မပရာကတော့ဒီကဓမ္မမိတ်ဆွေအကြောင်းတော်ဓမ္မတွေနဲ့အဲဒီလိုလေးစာအတူတူ AI အကြောင်းဖတ်ကြတဲ့သဘောဆိုတော့သိပြင်စရာအထူးမရှိဘူးပေါ့နော်ဒီကြံတဲ့သင်တန်းတွေမှန်သမျှကဒီ PowerPoint တွေပြင်ရတာအဲအများကြီးပါပဲနော်မြန်မာလူဟာတွေတော့မပြတော့ဘူးနော်ဒီအဲအင်္ဂလိပ်လိုဆိုလို့ရှိရင်ဘုံဘုံဒီမှာစိတ်ပိုင်းကနေပြီးတော့စပြီးတော့ပြင်လာခဲ့တာနော် စိတ်ပိုင်းကနေစပြီးတော့ဒါဆိုရင်ဒါစိတ်ပိုင်းပေါ့နော်စိတ်ပိုင်းမြင်ရတယ်ပြီးတဲ့အခါမှာနောက်စေတသိက်ပိုင်းစေတသိက်ပိုင်းမြင်ရတယ်မှာစေတသိက်တွေဆိုလို့ရှိရင်လည်းပဲအဲဒီသူတို့ ਨੇ နော်သူတို့ရှင်းပြတဲ့အခါမှာပို့ပြီးတော့လွယ်အောင်လို့ဆိုပြီးတော့အဲဒီလိုပုံစံလေးတွေပေါ့နော်အမျိုးမျိုး ဟိုစိတ်ရှင်စေတသိက်ရှင်ဆိုဖုံဖုံတို့ရိုးရိုးလေးပဲเนาะကြက်ခဲမှတ်ခဲရိုးရိုးလေးပဲစဉ်းစားပြီးပြောကြတာပေါ့သူတို့ကြတော့ဒီလိုပုံလေးနဲ့เนาะဟလာစေတသိက်တွေကဘလို့အဲပေါင်းပေါင်းစုပြီးတော့အတူတူကเนาะဖြစ်ပေါ်လဲเนาะဘလို့ဘလို့ group တွေ꿰သလဲဒီလိုပုံလေးတွေနဲ့စာတီပြင်ရတာပေါ့เนาะဒါကတော့စေတသိက်ပိုင်းအဲစေတသိက်ပိုင်းပြီးတဲ့အခါမှာ နောက်ပကိန်းပိုင်းပေါ့နော်ပကိန်းပိုင်းဆိုလို့ရှင်လဲဒါအင်္ဂလိပ်လိုလုပ်ထားတယ်ပကိန်းပိုင်းပေါ့နောက်ဒီမှာဆိုရင်လဲဒီလိုလေးတွေပေါ့နော်ဒီမှာဟေတုသင်္ကဟာဆိုရင်အဲဒီပုံစံလေးတွေပုံလေးတွေနဲ့ထည့်ရတယ်ပေါ့နော်နောက်ဒီဇာကွက်တွေဆိုလို့ရှင်လဲအင်မတန်ခေါင်းစားပါတယ်နော်အဲအင်မတန်ခေါင်းစားတယ်ဒီတိုင်းစာပြင်လိုက်ကြည့်ရသိပြဿနာမရှိဘူးတခါတည်းဒီဇာကွက်တွေကိုဟိုဘက်ကို ဝက်ကဇီယကွက်လေးလေးကိုဖြတ်ရတယ်ဖြည့်ရတယ်အဲစသည်ပေါ့နော်အမ်တော်တော်အချိန်ပေးရပါတယ်ဒါပကိန်းပိုင်းပေါ့ပကိန်းပိုင်းလည်းပြီးခဲ့ပြီသင်လို့လည်းပြီးသွားပြီနော်ပကိန်းပိုင်းပြီးတော့နော်ဝီထီပေါ့နော်အဲဝီထီတော့ဒီမှာမဖွင့်ထားဘူးမဖွင့်ထားခဲ့မိဘူးနော်ဒါဝီထီမဟုတ်ပေါ့နော်ဝီထီပိုင်းကတော့စိတ်ဖြစ်စင်နေပေါ့ ဝီထီပိုင်းစိတ်ဖြစ်စဉ်တွေအဲအဲ့ဒါလည်းတော်တော်ကိုခတ်ပါတယ်ဒါဘုံဘုံအတွက်အင်္ဂလိပ်လိုပြင်ဆင်ရတာအတော်ခတ်ပါတယ်မြန်မာလိုရှင်းရတာတောင်ခတ်ပါတယ်ဒါအပြီးတော့မှအဲလေ့လာတဲ့သူတွေအားလုံးသိကြတယ်ပေါ့နော်ဘုရမ32ပုံနေဆိုရင်လည်းဒီလိုဇာကွက်တွေဆွဲရတာမလွယ်ပါဘူးเนาะအချိန်အတော်ပြီးရပါတယ်ဒါဒီဟာဆိုလို့ရှိရင်လည်းဆာမင်နာတရားနီးပါเนาะ PowerPoint slide တရားနီးပါလောက် ရှိတယ်ပေါ့နော်ဒါဝီထီမုတ်ဒါလည်းသင်လို့အဲလက်တလုံးအမှပြီးသွားတယ်နော်ပြီးတော့ရုပ်ပိုင်းအဲရုပ်ပိုင်းအဲဒီဥစ္စာလေးကတော့မလောက်တာလဲဆိုတော့ဒီ review လောက်ထားတာရုပ်ပိုင်းဆိုတော့ဘုံဘုံတို့အပြီးတမှသင်တဲ့သူတွေသိတယ်ရုပ်ပိုင်းလောက်ပြီဆိုလို့ရှိရင်တို့အရှိမှာစိတ်တွေစေတသိက်တွေဘုံတွေ စိတ်ဖြစ်စင်နေဒါတွေအကုန်လုံးပြီးခဲ့သွားပြီပေါ့ပြီးခဲ့သွားတာကိုဘုံဘုံကဒီဇာခွက်လေးနဲ့ပြန်ပြီးတော့အဲဒီနန်အကြောင်းကိုပြန်ပြီးတော့နှွေးတဲ့ပုံစံလေးပေါ်ထားတာပေါ့နော်အဲပြီးတော့ဒီမှာယုံ28ပါးဒီနော်ယုံ28ပါးအတိတ်ပဲဒီနောက်တစ်ခုကအဲအများကြီးပါပဲနော်ဒီဇာခွက်လေးတွေဒါရုပ်ဖြစ်ကြောင်းနော်ရုပ်တွေပဲ ကံစိတ်ဥတုအာဟာရကံတရားကဘယ်လိုရုပ်တွေကိုဖန်တီးတယ်စိတ်ကဘယ်လိုရုပ်တွေကိုဖန်တီးတယ်ဒါမျိုးလေးတွေပေါ့အဲနောက်တစ်ခုဘုံဘုံတို့စိတ်ကနော်ကံကရုပ်ကိုဖြစ်စေတဲ့အခါမှာဒါဝီထိသဘောတွေကလည်းပါနေတော့အဲဒီလိုမျိုးလဲပုံလေးတွေနဲ့နော်ဝီထိစိတ်ဖြစ်စဉ်လေးတွေနဲ့အဲသူတို့ရှင်းပြရတယ်ပေါ့နော်ဒါကတော့စာသင်တာမဟုတ်ပါဘူးအမှတ်တရ ကမ္မထမ်းပိုင်းအထိပြီးသွားတဲ့ဟာလေးတွေကိုဘုံဘုံကအများဝမ်းသာအောင်ပြောပြတဲ့သဘောပါနော်သူဒီဒါဆိုရင်ကလပ်စီးတွေပေါ့နော်သူကတော့သင် ပို့ချနေဆဲပဲရှိသေးတယ်သူကတော့နိုင်ငံသားတွေအဲဒီကအဘိဓမ္မာအဘိဓမ္မာတွေမဟုတ်ဘူးနော်ဘုံတို့ဒီအဘိဓမ္မာ .com ကတွေကဂျာမနီနိုင်ငံမှာဘုရားဘာသာအကြောင်းနော်တရားဓမ္မအကြောင်းတွေပြန်လည် မျှဝေနေတဲ့တရားပြဆရာတွေဆရာဆရာမတွေကိုဘုံဘုံက အဲပြန်ပြီးတော့တင်ပေးတာပေါ့နော်အဲဒီလိုဇာကွက်လေးတွေဆိုသေးသေးလေးတွေဟာတော်တော်လေးဒီဆံမျက်နှာထဲမှာဆန့်အောင်လောက်ရတာဆိုတော့တော်တော်ခေါင်းဆားရတယ်ပေါ့နော်ဒါရုပ်ပိုင်းရုပ်ပိုင်းပြီးတော့သမုတ်စီပိုင်းနော်အဲသမုတ်စီပိုင်းဆိုရင်လည်းဒီလိုစနစ်တကျလေးတွေအဲနော်ဒီအကုသလသင်္ဃာစသည်ပေါ့သူဆိုရင်လည်းဆံမျက်နှာ 90ကျော်လောက်ရှိတယ်နော်ဆမနာ90ကျော်လောက်ရှိတယ်ဒါတမိုစီပိုင်းလည်းပြင်ဆင်လို့ပြီးသွားပြီပေါ့အဲတမိုစီပိုင်းကတော့တိတ်မခတ်ပါဘူးအလုံးသိကြတဲ့အတိုင်းပြင်ရတာတအားကြီးမခတ်လောက်ဘူးပေါ့နော်တမိုစီပိုင်းပြီးတော့အဲခတ်တဲ့အပိုင်းကလာပြီနော်ပစ္စည်းပိုင်းပစ္စည်းပိုင်းမှာဆိုလို့ရှိရင်ပဋိစ္စသမုပ္ပါဒ်ရှိတယ်ပဋ္ဌာန်းရှိတယ် ပရိစ္ဆာသမုပ္ပတ်ဆိုတာလေအဲလွယ်တဲ့အကြောင်းအရာတော့မဟုတ်ဘူးနော်ဒါပေမဲ့လို့ဒါအချိန်ပေးပြီးတော့ပြီးသွားတယ်ပေါ့နော်ခုဒီမှာဆိုလို့ရှိရင်မဟုတ်ဆရာတော်ကြီးဘုရားကြီးရဲ့ဆက်ဝိုင်းကိုလည်းပဲအခုဒီထဲကနော်အင်္ဂလိပ်လိုဟာတွေကလည်းဒါအဲ Photoshop ကိုတော်တော်အချိန်ပေးရပါတယ်နော်ဘာလို့လဲဆိုဒီမှာကြည်ရဲစလုံးတွေကနော်ဟို အောက်ကနေအထက်လှန်တာတွေရောနော်အဲအများကြီးပဲအဲအများကြီးပြင်ရပြင်ရတယ်ပေါ့နော်အများကြီးအချိန်ပေးရပါတယ်ဒါမဟုတ်ဆရာတော်ကြီးရဲ့ဆက်ဝိုင်းကတော့အဲတချို့လဲအင်္ဂလိပ်လိုဆက်ဝိုင်းလောက်ထားတာရှိတယ်မကြိုက်လို့ကိုယ့်ဘာကိုပြန်ပြန်တာနော်တချို့ translation ဘိုင်းနေအဲမကြိုက်လို့ဆိုတာကိုကဆရာကြီးဖြစ်လို့တော့မဟုတ်ဘူးဒါမှမဟုတ်ကိုယ့်ရဲ့အကြိုက်ဟောလဲရှိသေးတာပေါ့လေနော်ကိုယ့်ရဲ့ဘာသာပြန်တဲ့တခါတရံကြရင်ဘာသာပြန်တာမကြိုက်ဘူး အဲမူရင်းအတိုင်းသုံးတာကြိုက်တယ်ဒါမျိုးတွေပေါ့တခါတရံကြရင်လည်းဘာသာပြန်လိုက်လို့အဲပြည်တနာမရှိတာလေးလည်းရှိတော့အဲကိုနီကိုဟန်လေးလည်းဖြစ်သွားအောင်ဆိုပြီးတော့ပြင်တာပေါ့လေနော်အဲဒါပဋိစ္စသမုပ္ပတ်ပဋိစ္စသမုပ္ပတ်ပြီးတဲ့အခါမှာဒါပဋ္ဌံပိုင်းကြတော့ပို့ပြီးတော့ခတ်တယ်နော်ပဋ္ဌံပိုင်းကြတော့နောက်တစ်ခုကဒီတင်းကြိုထဲမှာတင်းကြိုထဲမှာရှိတဲ့ အကြောင်းအရာပေါ့နော်အဲဒီလောက်ကကျဉ်းကျဉ်းလေးရယ်ဒီကလည်းဖုံဖုံကပြန်တင်ပေးရတဲ့သူတွေကပုံမှန်ဗီဂန်နာတွေမဟုတ်ပြန်ပြီးတော့မတချို့ဆိုလို့ချင်းပါကျုပ်ဆရာတော်ဖခင်ကြီးရဲ့တပည့်တွေနော်တင်ပြီးသားပြန်တဲ့ကြံတဲ့သူတွေကိုပြန်မျှဝေနေတာတကယ်ကျမ်းနေတောင်ရေးတဲ့ပုံကိုယ်တွေဆရာကြီးတွေပေါ့နော်အဲဘုရားဘာသာဆရာကြီးတွေဆရာမကြီးတွေပါတယ်ပါတော့သူတို့သူတို့လည်းပဲရည်ညွှန်းပြီးတော့ဘုံဘောကပဋ္ဌာန်းကိုပညာဝါဒတွေကအချက်တွေရောဘာတွေရောအကုန်လုံးစုံအောင် အဖြည့်ထည့်ပြီးတော့စီစဉ်ပေးထားတာပေါ့လေဒါကြောင့်မလို့သူကအချိန်ပေးရဒီပစ္စည်းပိုင်းဆိုစာမျက်နှာ200ကျော်သွားတယ်နော်စာမျက်နှာ200ကျော်သွားတယ်အဲ့ဒါပစ္စည်းပိုင်းအဲအင်္ဂလိပ်လိုပြင်ရတာဆိုတော့အဲတော့ပို့ပြီးတော့ခတ်တာပေါ့နော်အဲဒါလေးလည်းပြန်နည်းနည်းတော့မသိခင်မှာပြန်ပြီးတော့ပြင်ရအောင်ပါနော်ပြန်ပြီးတော့ဟိုဘက်ရှေ့နဲ့နောက်နဲ့ပြန်ပြီးတော့ချိန်ရမှာ၄ရှိတယ် ဲ link လောက်အောင်လေးတွေလည်းရှိသေးတယ်ပေါ့เนาะအ first drop အနေနဲ့ပြီးသွားလို့ဘုံကပြတာပါအဲပစ္စည်းပိုင်းပြီးတော့နောက်ဆုံးကကမ္မဋ္ဌာန်းပိုင်းเนาะကမ္မဋ္ဌာန်းပိုင်းကြတော့เนาะဒါကမ္မဋ္ဌာန်းသင်္ကဟအဲသူလည်းပဲအဲတတော်အချိန်ပေးရပါတယ်เนาะတတော်အချိန်ပေးရတယ်အဲ ဒီနေ့ပဲကမ္မထံပိုင်းကပြီးသွားတာပေါ့နော်ဇေယျအကြောင်းနေနောက်ဆုံးဒီကမ္မထံလိုင်းပိုင်းကလည်းပဲတင်းကြူမှာကတော့ဒီလောက်မစုံဘူးဘုံဘုံကတင်းကြူတစ်ပို့ပြီးတော့စုံအောင်အဲလှုပ်ထားတာပေါ့လေနော်တင်းကြူတစ်ပို့ပြီးတော့စုံတယ်အဲ့ဒါဒီနေ့ကမ္မထံပိုင်းကစာမျက်နှာ160ကျော်လောက်ရှိတယ် အဲတိရုပ်စာလည်းဒီနေ့ပြီးသွားလို့အဲဝမ်းမြောက်ဝမ်းသာဖြစ်တာ ਨੇ အဲတော်တော်လေးပေါ်သွားတယ်ပေါ့နော်တော်တော်လေးပေါ်သွားအဲပြန်ဆင်ရတဲ့ကိစ္စပြီးသွားတော့အဲတင်ယုံမဲ့ကြံတော့တာပေါ့နော်ဒါတသက်လုံးတင်နေယုံမဲ့ရှိတော့တာပြီးတော့အခုဒီဒီကြားထဲမှာဟလာဒီကလေးတွေအတွက်ပြင်တဲ့ဟာလေးတွေနော် ဒီမှာဆိုရင်လည်းဒါကလေးတွေဒါကတော့တနေ့ကနေနေ့ကလေးတွေကိုမြန်မာစာနဲ့နော်ဒါဗုဒ္ဓဘာသာအကြောင်းလေးတွေအသင်ပေးတဲ့ slide ပေါ့နော်ဒီဟာဆိုရင်လည်းအများကြီးပဲစာမျက်နှာဖြတ်ဖြစ်ဖြတ်ဖြစ်သွားရမှာပေါ့နော်အဲဒီဘက်မှာနှစ်ကျင်းသင်နေတဲ့ဝိသုဒ္ဓိမတ်ဆိုတာလည်းရှိတယ်ဒါလည်းနိုင်ငံသားတွေပေါ့အထူးသဖြင့်တော့များသောအားဖြင့် BNN BNN တွေကိုသင်ပေးတဲ့အတန်းပေါ့လေ သူကတော့စာမျက်နှာ2000-3000လောက်ထိသွားလိမ့်မယ်။အခုအချိန်ထိကတော့စာမျက်နှာ1000ကျော်လောက်ဒါပြီးသွားပြီပေါ့နော်။ကဲအဲ့ဒီတော့ဒီနေ့ဟာနော်ဘုံဘုံအတွက်အင်မတန်မှမင်္ဂလာရှိတယ်။ဘာဖြစ်လို့လဲဆိုတော့တခြားလုံးတခြားလုံးဓာရီပြင်ပြီးတော့ပဲနော်ဒီအလုပ်ပဲလုပ်လာခဲ့တာဒီနေ့ကပြင်ဆင်ခြင်းကိစ္စဒီဝီတုဒ္ဓိမတ်အင်္ဂလိပ်လိုဝီတုဒ္ဓိမတ်အင်္ဂလိပ်လိုကတော့ပြောရမယ်ဆိုရင် ဟိုကိုယ့်ဘာကိုရေးတဲ့ဟာမဟုတ်ပါဘူးပြင်ကိုယ့်ဟာကိုပြင်တာတော့ရှိတယ်နော်တချို့က edit လုပ်တာရှိတယ်နော်ဒီရှိပြီးသားဘာသာပြန်ကိုပဲပြန်အသုံးပြုတာဒီသင်းကျိုကိုပိုင်းကတော့မြန်မာလိုရေးထားတဲ့နေတောင်မြို့ဆရာတော်ကြီးတို့နော်အမ်တောင်မြို့ဆရာတော်ဖျားကြီးတို့ဒီမှာလဲဖုံဖုံနှီးကုန်းမှာရေးထားတယ်ပေါ့နော်သင်းကျိုဘာသာဒီကာတို့နော် ပြီးတဲ့အခါမှာအဲ a comprehensive menu of bidha မှာအဲဘိက္ခု body ဆရာတော်ကြီးရေးတာလို့ဆရာတော်ဘုသီလာနန္ဒရေးတဲ့ handbook of abhidhamma studies တို့ဒီစာအုပ်တွေဟောကိုးကားရတာပေါ့သို့တော်လည်းပဲများသောအဖြစ်ဘုံဘုံကကိုယ်မူလေးနဲ့ကိုဖြစ်အောင်လို့ဆရာတော်ကြီးစီကနီးယူနော်မှတ်တဲ့နေရာလဲမှတ်အဲဒီသဘောလောက်ပဲယူခဲ့တယ်ပေါ့နော်ဇန်နာရီကတော့ အဲကိုနီကိုဟန်လေးနဲ့ပဲအချိန်ပေးပြီးတော့ပြင်ဆင်ခဲ့တာပြီးသွားတဲ့အတွက်ကြောင့်နော်အားလုံးဝမ်းမြောက်ဝမ်းသာသာဓုခေါ်နိုင်ဖို့အဲဒီဗီဒီယိုလေးတို့လောက်ရခြင်းဖြစ်ပါတယ်အမှတ်တရလည်းအမှတ်တမ်းတင်ထားဖို့ပါနော်ကဲကောင်းပါပြီဗျာနော်အခုအဲဝီဒုတ်ဒီမတ်အပြိဓမာကတော့အခုသင်လာတာကြာပြီသင်ညူကိုပိုင်းလို့မြန်မာလို့သင်တာကြာသွားတဲ့အခါကျတော့အခုတော့90%တော့နားထားတယ် အဲနောက်သင်္ဍအသစ်တော့ဘယ်တော့ပြန်စပြစ်မလဲမသိသေးဘူးအဲအခုတော့ဝိသုဒ္ဓိမတ်သင်နေတယ်ဓမ္မပရဖတ်တယ်နောက်တစ်ခါဝိသုဒ္ဓိမတ်ကမြန်မာတွေမြန်မာတွေကိုကြတော့ဘုန်းဘုန်းတို့ဒီဂျာမနီစန်တော်ဂျင်းအဲညခွန်နနသူလည်းပြီးတော့မှာမြန်မာလိုသင်နေတဲ့အဖွဲ့ဝိသုဒ္ဓိမတ်ဒါလည်းတကယ်ခီးအရှိကြီးပဲနော်အခုတက်ရောက်နေတဲ့ပုံကိုယ်လေးဆိုလဲဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း ဟုတ်လား2016ဝန်းကျင်15နော်16လောက်ကလေးကစပြီးတော့တက်လာကြတဲ့ပုံကိုယ်လေးတရားအသည့်တွေလည်းတော်တော်သိကုန်ကြပြီဒါဝမ်းမြောက်ဝမ်းသာဖြစ်เสียပါပဲနော်အဲသူတို့အဖွဲ့တွေကအခုဝိသုဒ္ဓိမမပြီးသေးဘူးနောက်နောက်ဘာတင်มาလဲဆိုတဲ့ဟာအဲရောက်လာပြီပေါ့နော်အဲည9နာရီနော်တနင်္လာအင်္ဂါသူကတင်တယ်ပြီးကနေပြီးစသိမ်းပိုင်းရောက်သွားပြီနော်နိဗ္ဗာန်လည်းရသွားကြပြီစံစာလူရပြောတာပေါ့နော် အဲတမထအကြောင်းဝိပဿနာအကြောင်းများကြီးအများကြီးတိကုန်ကြပြီပေါ့နော်အဲသူကတော့တနင်္လာအင်္ဂါည9နာရီနော်ဥရောပစံတော်ချိန်သူကတော့ပြီးတော့မယ်နောက်ဒီနိုင်ငံသားတွေကိုအဘိဓမ္မာသင်တာကကြတော့ဘုံဘုံတို့စနေည9နာရီဒီမှာသင်နေပေါ့နော်အဲ့ဒါတော့အင်္ဂလိပ်လိုသင်တာနောက်တက္ကသိုလ်ကတော့ဒီနှစ်အဲဒီနှစ်က တက္ကသိုလ် summer semester ကိုတော့မတင်တော့ဘူးပြောထားတယ်နောက်တစ်နှစ် winter semester ကျမှပြန်တင်မယ်လို့ဘုံဘုံအတန်းတွေပြင်ဆင်ရတာတွေနဲ့ပြန်မှန်းပြီးတော့တအားများလုံးလို့နောက်ခီးလေးလဲအမေရိကခီးလေးလဲထွက်เสียရှိလို့ပေါ့နောက်တစ်ခုကအဲဒီဝိတုဒ္ဓိမတ်ဝိတုဒ္ဓိမတ်အင်္ဂလိပ်လို့ကြတော့အပတ်စဉ်တနင်္လာနဲ့တောက်ကြပေါ့နေ့လည်းနှစ်နာရီဥရောပစံတော်ချိန်မှာအဲသူကတော့ long term တွားရနောက်ထပ်ဖုံဖုံထင်တော့ နှစ်နှစ်ကနေ3နှစ်4နှစ်လောက်ထိသင်ရမှာနော်အဲ့ဒါလည်းတစ်ပတ်နှစ်ကြိမ်အဲ့ဒါသင်နေစဲနော်ဓမ္မပဒါကတော့ဓမ္မပဒါကတော့စနေနေ့တိုင်းနော်အလုပ်အအထူးအလုပ်မရှိရင်ပေါ့ဒီလိုပဲသင်လာခဲ့တာကြာပါပြီစနေမနေ့7နာရီခွဲနော်သူကတော့ဘာမှပြင်စရာမလိုဘူးထိုင်နာထောင်ယုံမဲ့ဘုံဘုံကစဖက်ပြနော်စဖက်ပြတဲ့အတန်းပါ ဘုံဘုံလည်းဘာမှအထူးပြင်ပြင်ထားတာမရှိဘူးအဲနောက်တစ်ခုကကလေးတွေအတွက်နော်မြန်မာစာအဲမြန်မာစာနဲ့ဗုဒ္ဓဝင်ပေါ့ဗုဒ္ဓဝင်ဆိုလို့ရှိရင်လေဟိုးစမြတ်စွာဘုရားနော်အဲဘွားတော့ပရိသန္တေနေတော်မူခြင်းကနေစပြီးတော့အခုသင်လာတာမြတ်စွာဘုရားသာသနာပြုခရီးစတဲ့အချိန်ရောက်လာတယ်နော်တချို့ကလေးတွေဗုဒ္ဓဝင်အကြောင်းလဲသိသွားတယ်ပြီးတဲ့အခါမှာ ဖုံဖုံတင်တဲ့အတိုင်းစပြီးတော့တက်လာတဲ့ပုံကူကလေးတွေကเนาะအခုဆိုရင်တော်တော်လေးလဲဖတ်တက်မြန်မာလိုလဲဖတ်တက်သွားကြပြီဗုဒ္ဓဝင်လဲအတော်တိသွားကြပြီเนาะဒါကတော့မိဘတွေပုံမှာလဲမူတီတာပေါ့မိဘတွေကအဲတိုက်တွန်းမှနောက်တစ်ခါဖုံဖုံတင်ပေးထားတဲ့ဟာကိုလဲမိဘနဲ့ပြန်ပြီးတော့ polish ပြန်လုပ်မှအဲ့ဒါကတော့ပိုတူတက်တာเนาะအဲ့ဒါဆိုရင်တော့အများကြီးပိုတူတက်နိုင်တယ်အဲဒီအားလည်းပဲဆက်ပြီးတော့ အရင်အားသလိုမပြတ်အောင်သင်နေတာမှာပေါ့နော်အဲသင်ပေးနေမှာပါပဲဘာဖြစ်လို့လဲဆိုတော့ဒီကလေးတွေကဟိုဖုံဖုံသင်ပေးတဲ့အခါမှာအဲအကျိုးရှိတာလဲမြင်ရတယ်ပေါ့နော်အကျိုးရှိတာမြင်ရတယ်မြင်ရတဲ့အခါကျတော့အာတက်ပြီးဆက်ပြီးတော့အဲသင်သင်ပေးရမှာပေါ့လေနော်အဲနောက်တစ်ခုကတော့အမေရိကကြီးပြန်လာရင်တော့ဒီဒီလူငယ်တွေအတွက်နော်အင်္ဂလိပ်လိုအပြည့်အမအပြည့်အမမဟုတ် ူကတော့ general ပေါ့เนาะ buddhism ကိုအင်္ဂလိပ်လိုသင်ပေးတဲ့အတန်းအဲလောက်အောင်မယ်ပေါ့เนาะလူကြီးတွေအနေနဲ့အပြီးတော့မှတက်ချင်တယ်ဆိုရင်တော့သင်တန်းမစခင်တက်ချင်တယ်ဆိုရင်တော့ဘုံဘုံအဲ့ဒီ YouTube မှာအဲ့မှာ link နေအများတန်းထည့်ပါတယ်เนาะ link နေအများတန်းထည့်တယ်အဲအဲ့ဒီ YouTube link ကနေပြီးတော့ဒါလေ့လာလို့လည်းရတယ်ပေါ့အဲဘုံဘုံသင်တန်းတွေမှာဒါကကိုယ်သင်တန်းမလို့ထူးခြားမှု ပြောတာမဟုတ်ပါဘူးเนาะဘုံဘုံ အဲ့ဒီသင်တဲ့ဟာဒီမှာထက်ကထက်ကပြောတယ်ထက်ကထက်ကပြောတယ်များများနားထောင်လို့ရှိရင်ကိုစာတောင်ကြက်เสียမလို့ပဲနဲ့ရအောင်ဘုံဘုံကသင်လေးရှိတယ်ဒါလည်းပဲဘုံဘုံတို့ယေရှုရှင်မြမနေဝိတောင်ဆရာတော်ဘုရားကြီးကဒီနီးနဲ့သုံးတာចောင်းသားတွေစာမကြက်ရပဲနဲ့စာရတဲ့နော်စာမကြက်ခိုင်းတဲ့စာကြက်ရင်မုန်းတဲ့စာတင်တိုင်းဆိုတာသူကကြွေးကြော်တယ်ဘယ်မှမရှိဘူးအဲဘုံဘုံတို့သိတဲ့လောက်လည်းမရှိဘူးစာကြက်ရင်တိတ်မုန်းတာ သတင်းစာဖတ်ခိုင်းတယ်ဝတ္ထုစာအုပ်ဖတ်ခိုင်းတယ်နော်ဒါဘယ်မှမဘုံမကြဘူးတကယ်လဲအဲ့တိုင်းလောက်ရတာဘုံဘုံလို့ဆိုရင်စာဖတ်ရတယ်နော်စာပြင်ပစာအုပ်တွေဖတ်ရတယ်သတင်းစာတွေဖတ်ရတယ်ဝတ္ထုစာအုပ်တွေဖတ်ရတယ်စာမရဘူးဆိုမင်းဝတ္ထုစာအုပ်မဖတ်ဘူးလားသတင်းစာမဖတ်ဘူးလားနော်ကာတွန်းတွေဖတ်ရတယ်အဲဒီလိုမျိုးပေါ့နော်စာကြက်ရင်မုန်းတယ်စာကြက်ရင်မုန်းတယ်ဒါပေမဲ့လို့စာမဝဲအောင်ချက်သည်100%မ ဖြစ်တာများပါတယ်ဘုံဘုံတို့ရှိတော့ငါတွေက100%ပဲเนาะအဲ့ဒါဘာကြောင့်လဲဆိုစာသင်နီးစနစ်ကောင်းတဲ့အတွက်ကြောင့်ပေါ့เนาะဘုံဘုံကလည်းပဲဒီဆယ်တော်ကြီးရဲ့အဲနီးစနစ်ရဲ့ဘုံဘုံရဲ့ကိုပိုင်တချို့နီးစနစ်တွေရဲ့ပေါင်းဆက်ပြီးတော့သင်ပေးထားတော့နားထောင်နေုံပဲနားသာထောင်နားသာထောင်လို့ရှိရင်ထက်ကထက်ကပြန်လာ နောက်တစ်ပတ်လဲဒီဟာကိုမရလောက်သေးဘူးဆိုရင်ထက်ကထက်ကပြန်ပြောတယ်เนาะထက်ကထက်ကပြန်ရှင်းတယ် အဲရှင်းဒီအစ်စ်တွေလည်းပြန်ပါလာတယ်အဲဒီသဘောမျိုးပေါ့နော်အဲအဲ့ဒီလိုနားထောင်နေရင်းနဲ့ကိုသူကဒီចောင်းသားလိလာသူက အလုတ်ကိုရသွားတယ်အဲတခုတော့ရှိတာပေါ့ဒီနိုင်ငံသားတွေကိုသိရင်တော့ဘုံဘုံတို့ဒီမြန်မာနီးကိုမတုံဘူးသူတို့ကဆရာဖြစ်ပြီးသားတွေဆိုတော့ဘုံဘုံထက်ကတက်ကပြောနေသူတို့ပြင်းမှလည်းစိုးရင်ရတာလေနော်အဲ့ဒါကြောင့်မလို့သူတို့ကတော့အဲ့လိုမပြောဘူးဘုံဘုံမြန်မာလူပို့ချတဲ့အတန်းတွေမှာတော့ထက်ကထက်ကပြောခြင်းအဖြစ်ဒါចောင်းသားတွေကတက်တက်တတနဲ့ မှတ်မိသွားတဲ့နည်းတွေလည်းတုံထားတယ်ပေါ့နော်။နောက်အတန်းအတန်းသစ်မဖွင့်သေးခင်မှာအဲလေ့လာခြင်းနဲ့ဆိုရင်တော့အဲဒီဖုံးမွေး YouTube မှာလေ့လာကြပေါ့နော်။ကဲအားလုံးဒီနေ့တော့ကမ္မထံပိုင်းပြီးမြောက်ခြင်းနော်။တင်းကျုပ်ကိုပိုင်းပြီးသွားတဲ့အခါကျတော့ကမ္မထံပိုင်းနောက်ဆုံးပြီးသွားခြင်းအထိတ်မှတ်အနေနဲ့အမှတ်တရလေးအဲဒီစကားပြောပြီးတော့ဒီ PowerPoint slide လေးတွေကိုပြခြင်းဖြစ်ပါတယ်အားလုံးဗုဒ္ဓရဲ့ဓမ္မအတိတွေနဲ့နော် ငြိမ်းချမ်းကြပါစေပျော်ရွှင်ကြပါစေအားလုံးအဲလူရဆန္ဒတွေပြည့်ဝကြပါစေ